ီနေ့ကျွန်တော်တင်ပြဆင်းရဲရအကြောင်းရာတော့ကမ္ဘာအစာရေးဦးလမ်းကြောင်းနေ့အကြောင်းကိုဆွေးနွေးတင်ပြပြင်ပါတယ်။တကမ္ဘာလုံးမှာမေလ29ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာကမ္ဘာအစာရေးဦးလမ်းကြောင်းနေ့ဆိုပြီးကျင်းပကြပါတယ်။အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဗမာပြည်ကဆရာဝန်တွေ၊သူနာပြုတွေ၊ဈေးကုမ္ပဏီတွေ၊ဈေးရုံတွေ၊ကျန်းမာရေးဝန်ထမ်းတွေအပြင်ပြည်သူလူထုကလည်းပါဝင်ဆင်နွှဲတွေဆိုတာကိုဒီဆွေးနွေးပွဲလေးနဲ့ကမ္ဘာကိုသိအောင်တင်ပြခြင်းနေပါခင်ဗျာ။ ဲ့တော့သူတို့ဒီနေ့သတ်မှတ်ထားတဲ့ဆောင်ပုဒ်ကတော့ဘာသတ်မှတ်ထားလဲဆိုလို့ရှိရင် Norwich to Flourish ပေါ့နော်အဲဗမာလိုပြန်လို့ရှိရင် Norwich to Flourish ဆိုတာအစာအာဟာရပြည့်ဝမှကျန်းမာပျော်ရွှင်တဲ့ဘဝကိုရရှိနိုင်တယ်ဆိုပြီးတော့သူတို့ကဒီနေ့သတ်မှတ်ထားတာအကယ်၍လည်းအဲ့ဆောင်ပုဒ်လေးကအရန်တန်ဖိုးရှိပါတယ်နှစ်တိုင်းတော့သူကဆောင်ပုဒ်တွေတစ်ခုပြီးတစ်ခုပြောတာပေါ့နော်အဝလွန်ဘေးကိုကာကွယ်ပါလို့ဥမာကြီးကင်ဆာကာကွယ်ပါလို့အစာရင်ကင်ဆာကာကွယ်ပါလို့ဒီနှစ်တွေကတော့အစာအာဟာရအကြောင်းကိုသူတို့ကအဓိက အဲပြောကြားစေခြင်းနဲ့ပြည်သူလူထုကိုပညာပေးစေခြင်းနဲ့ပေါ့နော်အဲ့တော့အဲ့ရအတွက်ခုနပြောသလိုပဲအဖွဲ့အစည်းပေါင်းစုံကလုပ်တဲ့ခါကျတော့ကျွန်တော်တို့ဒီနှစ်လုပ်တဲ့ပွဲမှာဒီမြန်မာနိုင်ငံမှာရှိတဲ့ Grand Hunter စေယုံကြီးရလဲဒီပွဲကိုတရတားအားနဲ့ပါဝင်ပါတာနောက်စေကုမ္ပဏီတွေကကြည့်တဲ့ခါကျတော့ရှင်နဲ့ Z Fan စေကုမ္ပဏီကဒီရိုက်ကွေးအဖွဲ့နဲ့ဒီဟာကိုအကူအညီပေးတဲ့အတွက်ဒီကုမ္ပဏီတွေကလည်းစေကုမ္ပဏီတွေကလည်းကျန်းမာရေးအတွက်သူတို့တရောင်းတမီအားနဲ့ပါဝင်တာဖြစ်ပါတယ်ခင်ဗျာ တော့ကျမ်းမာပျော်ရှင်တဲ့ဘဝဆိုတာကိုဘယ်လိုလိပ်ပဖွင့်ဆိုလဲဆိုရင်ကျွန်တော်တို့ကယောဂမရှိဘူးဆိုရင်ကျမ်းမာတယ်လို့အောက်မိတာပေါ့နော်ယောဂမရှိဘူးလို့ဆိုနေတော့ကျမ်းမာတယ်လို့တော့ပြောလို့မရသေးဘူးလူရဲ့ကိုယ်ခန္ဓာကျမ်းမာမှုရှိရမယ်ဒါကတော့အဓိကပေါ့နော်ကိုယ်ခန္ဓာကျမ်းမာမှုရှိပြီလို့ရှိရင်စိတ်မကျမ်းမာဘူးဆိုလို့ရှိရင်အဲ့လူတစ်ယောက်ကစိတ်တက်ကြနေမယ်ပျော်ရှင်ဘူးစေယောဂရှိနေမယ်ဆိုလို့အဆင်မပြေရင်စိတ်ကျမ်းမာရည်လည်းကောင်းအောင်ပါအဲ့တော့နံပါတ်1ကခန္ဓာကိုယ်ကျမ်းမာရည်ကောင်းအောင် ် physical ပေါ့နော်နံပါတ်2က mental health ပေါ့စိတ်ကျန်းမာရေးလည်းကောင်းအောင်မယ်အရင်တော့အဲ့ဒါဒီပြီးရင်ပြီးပြည့်ဆိုပြီးတော့အောင်းမိတာအဲ့လိုလည်းမဟုတ်သေးဘူးသူကလူမှုရေးမှာလည်းအဆင်ပြေရမယ်လူမှုရေးလည်းအဆင်ပြေမှအဲ့ဒါကိုကျန်းမာတယ်လို့သတ်မှတ်တယ်အဲ့ဒါဟန်ချက်ညီပေါ့ခန္ဓာကိုယ်လည်းကျန်းမာမယ်စိတ်ကလည်းကျန်းမာမယ်လူမှုရေးလည်းအဆင်ပြေရမယ်အဲ့ဒါမှလူတစ်ယောက်ကိုသူကကျန်းမာတယ်လို့သူကသတ်မှတ်တာပေါ့နော် အဲ့တော့အဲ့ဒီကျမ်းမာတဲ့ဘဝကိုရဖို့ဆိုလို့ရှိရင်တော့အဓိကအရေးကြီးဆုံးကတော့အစားအစာပေါ့နော်အစားအစာပြီးလို့ရှိရင်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေပေါ့ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေနောက်တစ်ခါစိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်အောင်စိတ်ဖိစီးမှုဆိုတာလူတိုင်းမှာရှိတာပေါ့နော်ဘုရားသားတော်ဖြစ်တဲ့ယဟန်ဒီတော်မှာစိတ်ဖိစီးမှုသာရှိတယ်ငွေတော်ကလည်းစိတ်ဖိစီးမှုရှိတယ်ကြောင်းတက်တော်ကလည်းစိတ်ဖိစီးမှုရှိတယ်အလုတ်လုတ်တော်စိတ်ဖိစီးမှုရှိတယ်ပင်စင်ယူတော်စိတ်ဖိစီးမှုရှိတယ်အသက်ကြီးလာတဲ့ကြီးလာတဲ့စိတ်ဖိစီးမှုရှိတယ်အငယ်မှာလည်းအငယ်လျောက် စိတ်ဖိစီးမှုရှိတယ်။ဒီဆုံးကန်ကြီးဆိုတော့ဆုံးကန်ကြီးစိတ်ဖိစီးမှုစိတ်ဖိစီးမှုတော့လူတွေကဘလို့မှမရှောင်ထွင်းနိုင်ဘူး။ဒါပေမဲ့စိတ်ဖိစီးမှုကိုဘလို့ကြော်လွားမလဲဆိုတဲ့နီးလန်းလေးတွေတော့ကြိုးစားပြီးသိထားလို့ရှိရင်ကောင်းတာပေါ့နော်။အဲ့ဒီဟာဒီစိတ်ပီစီမှုကိုထိန်းချိန်နိုင်လို့ရှိရင်ခုနဟာဒီပါပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပျော်ရှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်မှာပေါ့နော်အဲ့ထဲမှာနံပါတ်1အချက်ဖြစ်တဲ့အစာအာဟာရရဲ့အရေးပါမှုပေါ့နော်ကျွန်တော်တို့ကနေ့တိုင်းတောက်ဝက်နေရေးပေါ့နော်အစာအတော့ကတော့ကျွန်တော်တို့လူတိုင်းအတွက် ဒီတက်ရှိတက်တော့အတွက်အကုန်လုံးအရေးကြီးတယ်ဗျာ။အစားတော့ကောင်းကောင်းစားရဆိုကျန်းမာရေးအတွက်ကောင်းမယ်။စားတော့စားရတဲ့အခါလူကပျော်သွားတယ်၊စိတ်ကျဉ်တမှုရတယ်။နောက်တစ်ခါခန္ဓာကိုယ်ရဲ့လူရတဲ့လောင်စာတွေရမှာပေါ့နော်။ဒီခန္ဓာကိုယ်ဆိုရဲကျွန်တော်တို့ခန္ဓာကိုယ်ဆိုရဲဒီဆက်တစ်ခုလိုပဲပေါ့နော်။သူကလောင်စာတွေဖြည့်ဖြည့်ပေးရတယ်။လောင်စာတွေဖြည့်မှာပဲဒီကျန်တဲ့အစိတ်ပိုင်းတွေကခန္ဓာကိုယ်လိုအပ်တဲ့ဟာတွေလုပ်နိုင်မယ်။အစာစားပြီးမှပဲ အသေးကအကောင်းကောင်းလုပ်လို့မေးအဆုပ်ကအကောင်းကောင်းလုပ်မေးကြောက်ကကအကောင်းကောင်းလုပ်လို့မေးပေါ့နော်အစာများသောပြန်တော့လည်းမကောင်းမြန်ဘူးပေါ့နော်အဲဥပမာအစာတောက်ထဲမှာပါတယ်ဗီတာမင် C ချို့တယ်ဝါရီဆိုလို့ရှိရင်တော့စကာဘီဆိုတဲ့ယောဂတွေဖြစ်တာပေါ့နော်နောက်တစ်ခါပရိုတင်းတက်မလုံလောက်ဘူးဆိုလို့ရှိရင်ကြွက်သားတွေအားနည်းလာပြီးတော့ဘုရားပိန်နာတို့ချို့ကြလဲကြွက်သားတအားအားနည်းသွားတော့ဖောရောင်နာတို့ဖြစ်တာပေါ့နော်အော်ဒီပုံလေးမှာဆိုရင်ဗီတာမင် D နေတဲ့ခါကျတော့အရိုးတွေကမတန်ပါတဲ့ခါကျခွင်းလာခွင်းလာတော့ရစ်ကက်လို့ခေါ်တဲ့ယောဂအယူပြုတ်ယောဂဖြစ်တယ် နောက်ဗီတာမင် C နဲ့တခါတော့သဖုံးတွေမှာရည်စည်းကမ်းမျိုးဖြစ်တယ်။တချို့ကြတဲ့အစာအာဟာရကကာဘိုဟိုက်ဒရိတ်ကိုပရိုတင်းတွေမလုံးတဲ့ခါကျဗိုက်ပူနံငါးလေးတွေဖြစ်လာတယ်။နောက်နိုင်အစင်ဆိုတာချို့တဲ့တဲ့ခါကျတော့ဒမတိုက်တစ်စ်ဖြစ်လာတော့ဗော။ရည်ပြားလောင်နာတို့ဟိုစိတ်ကျမ်းမာရေးမကောင်းနာတို့ရည်ပြားအကွက်တွေပေါ့အဲ့ဒါဖြစ်လာတယ်နော်။နောက်တချို့ကလေးတွေဆိုလို့ရှိရင်လည်းဗီတာမင် A နဲ့တဲ့ခါကျလက်မှာအကွက်တွေဖြစ်တယ်မျက်လုံးမှာအဆက်ပြောက်တွေပေါ်တယ်။တန်တက်အားနေတဲ့ခါကျတော့လက်သေးမှာအပွင့်လေးတွေပေါ်လာတာဗောနော်။ဒီ ခန္ဓာကိုယ်မှာရှိတဲ့လိုအပ်တဲ့ဓာတ်တွေချိုးရင်းသွားလို့ရှိရင်နေရာမျိုးစုံမှာယောဂဖြစ်နိုင်တာပေါ့နော်အဲ့တော့ WHO ကကျန်းမာရေးဆိုတာကိုဘယ်လိုသတ်မှတ်ထားလဲဆိုရင်နံပါတ်1က physical well being ကောင်းရမယ်တဲ့ခန္ဓာကိုယ်ကကျန်းမာအဲ့ဒါနေနေမလုံတော့သေးဘူးတဲ့ mental well being လည်းကောင်းရမယ်စိတ်ကျန်းမာရေးလည်းကောင်းရမယ်နော်အဲ့ဒါနေလည်းမကသေးဘူးတဲ့ social well being လည်းကောင်းအောင်အဲ့သုံးချက်ပြည့်စုံမှလူတယောက်ကိုကျမ်းမာတယ်လို့ခေါ်တာပေါ့နော်အဲဒီသုံးချက်ပြည့်စုံလို့ကျွန်တော်တို့ကြိုးစားပြီးတော့နေသင့်တယ်သူများတွေကိုလည်း အကူအညီပေးသင့်တာဗောနော်တော့ခန္ဓာကိုယ်တဲ့အာဟာရဓာတ်ကဘာတွေလို့လဲဆိုရင်တော့အဓိက5မျိုးဗောနော်တချို့ကလည်း6မျိုးလို့ပြောတယ်5မျိုးဆိုတော့ဂဇီဓာတ်ကပထမဗောနော်ဂဇီဓာတ်မှာတော့ကျွန်တော်တို့စားနေကြစံဂျုံပြောင်းကောင်းညင်းအာလူးအဲ့ဒါတွေကဂဇီဓာတ်ဗောစွမ်းအင်အတွက်လို့တယ်နော်ပရိုတင်းလို့တာဗောနော်ပရိုတင်းကတော့ဒီခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေမာဆယ်တွေပြန်လည်ပြုပြင်ဖို့အတွက်အဲ့တော့ပရိုတင်းကတော့အသားငါးပယ်နို့ကြက်ဥအဲ့ဒါတွေကအများကြီးရနိုင်တာဗောနော် ဲတချို့ကလည်းအသားစားမှပရိုတင်းရတယ်အောင်မိတာဒီအသားမှတော့ပရိုတင်းတက်ပါတာဟုတ်ပါတယ်များတယ်ဒါပေမဲ့အသားမစားတဲ့ vegetarian တွေလည်းရှိကြဘူးနော်တတ်တက်လို့စားတယ်အဲ့တော့သူကဘယ်ရရနိုင်လဲဆိုပဲလို့ကြက်ဥလို့နွားနို့လို့ကလည်းဒီပရိုတင်းတက်ကိုရနိုင်တယ်နော်အဆီဒက်ပေါ့နော်ခန္ဓာကိုယ်တက်အဆီဒက်ဟော်မုန်းတွေထုတ်ဖို့ကြောက်တယ်အဆီဒက်လို့အစီတက်ကအစာများပြန်တယ်လည်းမကောင်းဘူးအစာသိပ်နေပြန်တယ်မရှိဘူးဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတွေထုတ်လို့မှုကမကောင်းတော့ဘူးနော်အဲ့တော့ကောင်းတဲ့အစီလေးတွေပေါ့နော်တန်လွင်စီတို့နေချာစီတို့နောက် အသီးနှံရတဲ့အစီတွေပေါ့နော်စောင်းအုံးစီကြတော့လေကျွန်တော်တို့တကမကောင်းမြင်ဘူးနောက်ခန္ဓာကိုယ်မှာလိုအပ်တဲ့ဗီတာမင်ပေါ့နော်တချို့ကလည်းဗီတာမင်ကိုတသက်သတ္ထုဓာတ်ကိုတသက်ပေါ့ဗီတာမင်ကတော့အများကြီးပါပဲ A B C D အများကြီးဗီတာမင်တွေညွတ်လိုက်မယ်ဆိုလို့ရှိရင်သတ္ထုဓာတ်တွေကလည်းအများကြီးပဲဇင်းတို့မက်ဂနီဆီယမ်တို့ကောပါတို့ပေါ့နော်အဲ့ဒါတွေကဘယ်ရရလို့ဆိုရင်ဒီနည်းရတူအသီးနှံတွေရရတယ်နောက်အရေးကြီးဆုံးအချက်ကကျွန်တော်တို့ခန္ဓာကိုယ်ကရေဓာတ်လည်းလူပါတယ်နော်ရေရတော့ခန္ဓာကိုယ်ဒီကိုယ်လုံးမှာရှိတဲ့အစိတ်ပိုင်းတွေအားလုံးရဲ့အလုတ်ကို လုပ်နိုင်မှုအတွက်ဇီဝကံမလုပ်ငန်းတွေလုပ်နိုင်မှုအတွက်ရေရလည်းအရေးကြီးလို့ရတာပေါ့နော်တော့အဓိကခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အာဟာရဓာတ်က၅မျိုးရှိပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကမြင့်မြတ်တတ်တာစားရင်စားလို့ရှိရင်ခန္ဓာကိုယ်တက်ကောင်းတာပေါ့နော်အဲ့တော့သူတို့ကပြောတာကတော့ဟင်းသီးဟင်းရွက်ဒီအသီးအနှံတွေကိုသူတို့က90ရာခိုင်နှုန်းစားသင့်တယ်ပေါ့ဥပမာပကံဆိုလို့ရှိရင်ပကံရဲ့တဝက်ပေါ့နော်ဟင်းသီးဟင်းရွက်အသီးအနှံဖြစ်ရမှာ ောက်25ရက်ကနေပရိုတင်းကြီးပေါ့နော်ပရိုတင်းဆိုတော့အသားသူတို့နိုင်ငံတော့အသားစားကြတာပေါ့နော်အသားတို့ငါးတို့ပဲတို့ကြက်ဥတွေစားရမယ်နောက်25ရက်ကနေလောက်ပဲကာဘိုဟိုက်ဒရိတ်ဖြစ်စင်တယ်ပေါ့နော်ကာဘိုဟိုက်ဒရိတ်သမင်းတို့ကောင်းညင်းတို့ဂျုံတို့ဆန်တို့ဖြစ်စင်တယ်ကျွန်တော်တို့ကဗျောင်းမြန်ဖြစ်နေတာပေါ့နော်ကျွန်တော်ကသမင်းတို့ပါတို့က85ရက်ကနေတော့ဖြစ်ပြီးအသားလေးကနည်းနည်းအသီးအရွက်လေးကနည်းနည်းပေါ့ကျွန်တော်ကျွန်တော်တို့မြန်မာလူမျိုးရဲ့အစားအသောက်ပုံစံတော့သမင်းများများစားရတယ်အဲ့ဒီအချင်းတော့ပြင်ဖို့ကောင်းတာပေါ့နော်ကာဘိုဟိုက်ဒရိတ်ကိုလျှော့ အသီးရွက်တွေကိုအများကြီးစားပရိုတင်းတွေမျိုးများစားအသားစားမှပရိုတင်းရတာမဟုတ်ပါဘူးအသားဈေးကြီးတယ်အဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီပဲတို့ကြက်ဥတို့စားလို့ရှိရင်လည်းအများကြီးရပါတယ်။နောက်ရှောင်းသင့်တဲ့အစားတောက်တွေလည်းအများကြီးရှိပါတယ်။ ready made တွေဆိုတော့စားသင့်ဘောနော်။နောက် process meat တွေပေါ့တာရှည်ခံအောင်လုပ်တဲ့ဟာတွေမစားသင့်ဘူး။နောက်အချိုတအားများတဲ့ဟာတအားငန်တဲ့ဟာတွေအစီတအားများတဲ့ဟာတွေအဲ့ဒါမျိုးတွေကတော့ generally ရှောင်းသင့်တာပေါ့နော်။စားသင့်တာကတော့သဘာဝအတိုင်း အစားအစာတွေပိုကောင်းတာပေါ့နော်လက်ဆက်တဲ့အသီးနှံနေဟင်းသီးဟင်းရည်ဒီလက်လက်ဆက်ချက်ပြုတ်ထားတဲ့အစားလို့ရှိရင်ပိုပြီးတော့ကောင်းတာပေါ့နော်အဲ့တော့ခနာကိုတက်ကထမင်းလေးလူတယ်အသီးရည်တွေဆိုလို့ရှိရင်မျိုးစုံစားတာကောင်းတယ်အရွက်တမျိုးမှပါတဲ့ fiber နဲ့နောက်တမျိုးမှပါတဲ့ fiber ကမတူဘူး vitamin နဲ့မတူဘူးအဲ့တော့အသီးရည်ကိုမျိုးစုံအောင်စားတာကောင်းတယ်နောက်အစိအစံတွေစားတာလည်းကောင်းတယ်ပဲမျိုးစုံစားတာလည်းကောင်းတယ်ကျဥ်ဥတို့နွားနုတို့လည်းကောင်းတယ်အသားတို့ငါးတို့စားတာလည်း လက္ခဏာကိုတည်းလိုအပ်တဲ့ဓာတ်တွေကျွန်တော်တို့ရနိုင်တာပေါ့နော်အဲ့တော့အာဟာရပြည့်ဝဖို့အတွက်ဘယ်လိုစားကြလဲဆိုရင်ကျွန်တော်တို့မနက်စာစားတယ်နေ့လယ်စာစားတယ်ညနေစာစားတယ်ပေါ့နော်မနက်စာကိုလည်းတချို့ကတင့်တင့်ရုံပေါ့နော်အိယာနူတော့ breakfast ဆိုအတင့်တင့်တော့စားပေါ့သူတို့တွေကတော့ပေါင်မုန်းလို့ကျဲဦးလို့စားတယ်ကျွန်တော်တို့တွေကတော့မိုဟင်းငါတို့အဲဓမင်းကျော်တို့တင့်တင့်ရုံပေါ့နော်ကော်ဖီတောက်မယ်ဆိုလည်းကော်ဖီတို့လည်းဖိတို့တိတ်ချူအောင်မတောက်ဘူးပေါ့နော်ရေလေးများများတောက်ပြီးပေါ့နော်နေ့လယ်စာကိုတော့တတ်နိုင်တော့များများစားစီခြင်းတယ်ပေါ့နော် အဲ့မှာတော့တို့ကတော့ protein နဲ့အဲ vegetable ဟင်းသီးညွှန်တွေအဓိကပြောတာဗောနော်တို့အများများစားရတယ်ကျွန်တော်တို့ကတော့သမင်းစားတဲ့အခါကျရင်သမင်းဆိုတဲ့အတိုင်းပဲသမင်းတွေအများကြီးထည့်တယ်။နေ့တည်းစားတော့အာဟာရပြည့်အောင်စိတ်တိုင်းကြစားလို့ရတာဗောနော်။ညစားတော့ short စားစင်းလို့ပြောတယ်။ညစားတော့ပို့ပေါ်ပါပါတယ်တို့ဟင်းဂျူတို့အလိုအသားလေးပါလေးလောက်ပဲစားရတယ်။အဲတနေ့လုံးမှာ၃ချိန်လောက်တို့စားရတယ်။စနက်ကတော့တိတ်စားလို့စားတာမရှိဘူးဗောနော်။ကြားထဲမှာအစာပြေစားတဲ့ဟာလေလူကိုဝါးစီတာ။ အစားတက်ကအကျင့်လဲပါတော့ဗောနော် snack စားလို့ရှိရင်အကျင့်ပါပြီးတော့နောက်ကြရလို့ရှိရင်ခဏခဏပါဇက်ဆိုတာအကျင့်ပဲတခုခုရှိတယ်ဆိုရင်ပါဇက်သေးကောက်သေးဝါလိုက်အဲ့တော့အစားတောက်ဆိုတာစာမအစားအမမစားဘဲနဲ့အစားတောက်ကိုမစားအောင်ပေါ့ပိုလျံနေလို့ဟိုကသူများလက်ဆောင်လာပေးလို့အဲ့လိုလေမစားသင့်ဘူးပေါ့နော်စီကံလေးတခုတတ်မှတ်ထားပြီးတော့စနစ်တကျဒီနေ့ကိုသုံးကြည့်လောက်ပဲစားဥပမာအဲတန်ဃာရီဆိုလို့ရှိရင်မနစ်စာနဲ့နှိလေတာပဲရှိတယ်ညနေဆိုရင်မစားတော့ဘူးနော်လိုအပ်တဲ့အာဟာရလည်းလုံလောက်တာပေါ့ကျွန်တော်တို့ကလိုတာတဲ့ ပူစားနာလည်းရှိတယ်ဗောနော်ရေကတော့ရေကြည့်တယ်ရေကတနေ့ကိုဖန်ခွက်နဲ့ရှက်ခွက်လောက်တောက်တင်တယ်နော်2လီတာဗောနော်ရေသံပလင်းနဲ့ဆို1လီတာနှစ်ပလင်းလောက်ဆိုရေကလုံလောက်ရမှာဗောနော်အဲ့တော့အာဟာရကတဘာဝအာဟာရကိုစားတင်တယ်အာဟာရကျွန်တော်တို့ရဲ့အခြေခံလိုအပ်ချက်ဖြစ်တယ်အဲ့တော့အာဟာရကနေပြီးတော့ဒီရုပ်ပိုင်းစိတ်ပိုင်းလူမျိုးရေးကျန်းမာရေးဆိုတော့အထောက်အကူပြုတယ်အဲ့တော့ဘလို့အာဟာရကိုစားတင်တယ်ဆိုတဘာဝအစားအသောက်တွေကိုပို့ပြီးတော့ဥစားပြီးစားတင်တယ် အချူရဲ့အစီရဲ့အငံရဲ့အဲ့ဒါကြီးလျှော့သေးတယ်။ပူရန်ဆက်တာတိတ်ကိစ္စမရှိဘူးကိုယ်ခန္ဓာကိုယ်ကအဲခန္ဓာရင်စားလို့ရတယ်။နော်အဆက်ငရုပ်သီးတွေဘာလို့ကလည်းအဲပုံမှန်စားရတဲ့စိတ်ပြဿနာကြီးတအားကြီးဆက်အောင်စားရင်တော့ခန္ဓာကိုယ်တည်းမကောင်းဘူးပေါ့နော်။အချူတို့အငံတို့အစီတို့ကတော့အများရင်တော့လူတိုင်းကိုဒုက္ခပေးတာအမှန်ပါပဲ။နောက်ရည်ယူများများတောက်အောင်မယ်သတ်မှတ်ထားရတော့ရှစ်ခွက်ပေါ့နော်2လီတာပြည့်အောင်တောက်ပါပေါ့နော်။ဟောလူတိုင်းရဲ့အဓိကလူတိုင်းကိုဘာဘာစုလို့ခြင်းလဲ။ ဘလို့ဘဝမပြောချင်လို့ဆိုချမ်းမပြောချင်တဲ့ဘဝကိုပဲလူတိုင်းကလိုချင်တာပေါ့နော်အဲအဲ့ဒါဆိုချမ်းသာတာရော မလို့လားဆိုရင်ချမ်းသာတာလည်းလိုတာပေါ့နော်ဒါပေမဲ့တကယ်တကယ်ကချမ်းမာကြီးကချမ်းသာတာလည်းပို့ပြီးတော့အရေးကြီးတာပေါ့နော်ပတ်စံဒီအများကြီးရှိနေပြီးတော့မချမ်းမာဘူးဆိုလို့ချင်းသူဒီငွေတွေကိုဘလို့မှလည်းမသုံးနိုင်ဘူးထားပါတော့သူမှခြေတော့တစ်ဖက်မရှိတော့ဘူးနောက်တစ်ခါအိရာတွေလဲနေပြီဆိုလို့ရှိရင်ဘလို့မှဒါတွေမသုံးနိုင်ဘူးအဲ့တော့လူသားတစ်ယောက်မှာချမ်းမာရဲ့အရေးကြီးဆုံးပဲနော်ချမ်းမာရင်သူငွေရှာနိုင်တယ်လှုပ်လှုပ်နိုင်တယ်ဆိုတော့ ချမ်းသာဖို့တဲ့ကိုကျမ်းမာဖို့ကပို့ပြီးတော့အရေးကြီးတာပေါ့နော်အဲ့တော့နောက်တစ်ခါဒီကျမ်းမာရေးကဘဝရဲ့အောင်မြင်ပို့ပျော်ရွှင်မှုအတွက်တော့သူကအခြေခံအုတ်မြစ်ဖြစ်တာပေါ့နော်လူတိုင်းမှာကျမ်းမာမှာပဲပျော်ရွှင်တဲ့ဘဝကိုရနိုင်တယ်။နောက်အစားအသောက်ပြီးအရေးကြီးတာတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုပေါ့နော်အာခသာလို့သလိုမျိုးအာခသာဆိုတော့ချို့ကလေဂျင်းသွားကြတယ်ဒါလည်းကောင်းပါတယ်အခုနောက်ပိုင်းလူငယ်တွေရောလူကြီးတွေရောတက်ကြီးတွေဂျင်းကိုသွားကြတယ်ဂျင်းမသွားနိုင်တဲ့ကိစ္စမရှိဘူးလမ်းလျှောက်လို့ရတယ်အိမ်တွင်းမှာလေ့ကျင့်ခန်းလုပ်လို့ရတယ် ိမ်နှင်းနဲ့အိမ်ပြင်ဆိုတော့အများအားဖြင့်တော့အိမ်အပြင်ကိုပုံပြီးကြိုက်ကြတာပေါ့နော်လီကောင်းလီစမ်းရမယ်ပဝန်းကြီးနဲ့ထိရမယ်ညီကြီးနဲ့တွေ့တော့ညီကြီးတက်တည်ရမယ်အဲ့တော့ခတ်တွက်လမ်းလျှောက်တာတို့ယောဂတို့အားကစားတို့တိဘက်တန်နဲ့ရိုက်တာတို့ရော့ရော့လေးပြီးတာတို့ကိုတက်နေသလောက်လှုပ်တင်တာပေါ့နော်အဲ့လိုလှုပ်ခြင်းအပြင်စိတ်ပီတိမှုတွေညော့လာမယ်လေ့ကျင့်ခန်းလုပ်တကအန်ဒိုဖင်ဆိုတဲ့ဟော်မုန်းတွေထွက်လာတယ်စိတ်ကလန်းဆန်းနေတက်ကြွတယ်စိတ်ကြမှုတွေမရှိဘူးအဲ့တော့လှုပ်ရှားမှုကကျွန်တော်တို့ဖြည်းဖြည်းနည်းလာတာပေါ့နော်ကျွန်တော်ကားနဲ့သွားတဲ့ နောက်တစ်ခါကျတော့ဓာတ်လီကားနဲ့တက်တယ်လူကလှုပ်ရှားမှုမရှိဘူးလှုပ်ရှားမှုရှိအောင်လို့သူများနိုင်ငံဆိုလို့ရှိရင်တနေရာနဲ့တနေရာဆိုရင်သူကလမ်းလျှောက်တယ်တချို့ကျလဲစပီးစီးတယ်တချို့ကျလဲကားကိုယုံရဲ့တနေရာမှာရက်ခဲတယ်ခဝူးကြီးမှာရက်ခဲပြီးတော့ယုံကိုလမ်းလျှောက်သွားတာပေါ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုလို့သူရောသူများနိုင်ငံကဒိန်းမတ်တို့ဟော်လန်တို့ဆိုရင်လူလူကိုသူကလှုပ်ရှားမှုပေါ့ကားစီးတာကိုသူတိတ်အားမပေးဘူးစပီးစီးတာအားပေးတာပေါ့နော်ကျွန်တော်အလေသွားတဲ့ခါကျတော့သူတို့ရှိမှာလူတော်တော်များများလမ်းလျှောက်ကြတယ် လမ်းလျှောက်ကြတယ်အုပ်စုလိုက်လျှောက်တယ်တယောက်ချင်းလဲလျှောက်တယ်မနဲ့ညက်နေပေါ်ဆိုရာသူလည်းအေးတော့လျှောက်လို့ကောင်းတာပေါ့နော်အစပိန်းနဲ့စီးကြတယ်တမျိုးလုံးလို့လို့ပဲစပိန်းနဲ့သွားကြတယ်ရုံတဲရုံစင်လဲစပိန်းနဲ့သွားကြတယ်ပတ်စံမရှိလို့လည်းမဟုတ်ဘူးကားမရှိလို့လည်းမဟုတ်ဘူးဒီခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနောက်တစ်ခုကကောင်းတာကတော့စပိန်းစီးတဲ့ခါကျတော့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရလဲရောက်တယ်ပေါ့နော်အင်ဂျင်နီမိကူတွေစုညံစံတွေမရှိတော့ဘူးလေတူးညံမှုလည်းမရှိဘူးနောက်သူတို့ကဒီစပိန်တွေကိုအခမဲ့လဲထားပေးတယ် ဆပင်းစီးဖို့အတွက်နေရာလေးထားပေးတယ်အဲ့မှာအခုယူဂျင်နဲ့ဆပင်းကိုယူစီးသွားပြီးသွားရင်ကိုသွားပြီးအဲ့ဆပင်းကိုထားခဲ့လိုက်အဲ့နေရာမှာပဲထားခဲ့လို့ရှိရင်နောက်ယူကဆက်စီးလို့ရတယ်တော့နိုင်ငံတော်ကထောက်ပံ့ထားပေးတာပေါ့နော်ဆပင်းတွေကိုအများကြီးထောက်ပေးတချို့လဲကော့ကိုယူလာတယ်တချို့လဲအဲ့လိုပဲအစိုးရထောက်ပံ့ထားတဲ့နောက်သူမျိုးတော်ကထောက်ပံ့ထားတဲ့ဆပင်းတွေကိုစီးကြတာပေါ့နော်နောက်စိတ်ကျမ်းမာရေးရလေအရေးကြီးတယ်စိတ်ကျမ်းမာရေးတဲ့ကစိတ်တည်ငြိမ်မှုကြောင့်ကျွန်တော်တို့လုပ်ရမယ်တချို့ကလည်းတရားထိုင်နေတချို့ကလည်းဝင်လေထွက်လေမှတ်ကြတယ်နောက် စိတ်ချမ်းသာမှုတော့အေးရွားဘူးလေလူတွေအဲ့တော့အေးရွားအေးရမယ်အချိန်မှန်အေးရမယ်ညစ်နေထီမနေရဘူးတညာဘူးခုနှစ်နိုင်ရှင်းနေလို့အိတ်နိုင်မှုလို့လေနောက်တစ်ခါကျတော့ကိုမိသားစုတို့ငွေချင်းတို့လည်းအချိန်ပေးဖို့လို့ကိုတယောက်တည်းစာရီကြီးပဲဖတ်နေတယ်အလုံးလုံးနေတယ်ဆိုရင် तू อ่ะဟို anti social ဖြစ်သွားတော့ဘောနော်လူလူမှုဘဝနဲ့ကင်းကောအတယောက်တည်းအထီးကျန်အဖော်လည်းမရှိဘူးအဲ့လူတွေကကြာရင်စိတ်ရောဂါဖြစ်တယ် ဟိုအလုံးမှာကြည့်လို့ရှင်ချို့စာတအားတော်တယ်တော်ပေမဲ့အထီးကျန်ဖြစ်နေဘာလို့သူ့မှာအဖော်မရှိဘူးပေါ့နော်မိသားစုနဲ့လည်းစကားမပြောဘူးတငယ်ချင်းတွေနဲ့လည်းပြောရှင်မနေဘူးတကယ်တည်းကတော့ကိုယ့်ပတ်ဝန်းကျင်ကိုယ့်အိမ်နီးနားချင်းကိုယ့်ရွာရွာထဲမှာတငယ်ချင်းတွေမိသားစုတွေနဲ့အချိန်ပေးပြီးတော့ပျော်ရွှင်မှုကိုလေးနေနေတယ်ဘူတန်နိုင်ငံဆိုလို့ရှင်လို့ဆိုနိုင်ငံတော်ကသူ့ပြည်သူပြည်သားတွေကိုစိတ်ချမ်းသာအောင်လို့ကိုယ်သူကထားတယ်ဘူတန်နိုင်ငံဆိုတော့သိမချမ်းသာဘူးမချမ်းသာပြင်မဲ့သူကဒီကမ္ဘာအပျော်ရှင်ဆုံးနိုင်ငံထဲမှာသူကပါတာပေါ့နော်။အဲသူတို့ရှိမှဒီ ပျော်ရွှင်မှုကိုစောင့်ကြည့်တဲ့ဝန်ကြီးဌာနတောင်ရှိသေးတယ်เนาะအဲ့တော့လူတယောက်မှာပျော်ရွှင်မှုဆိုတာလည်းအရင်အရေးကြီးတာပေါ့เนาะအဲ့တော့ပျော်ရွှင်မှုကတော့ကိုယ့်ကိုပျော်ရွှင်အောင်ပဲရှာတင်တာပေါ့เนาะဘဝမှာပျော်ပျော်နေတာပို့ပြီးတော့ကောင်းတာပေါ့เนาะသူများကိုဒုက္ခမပေးဘူးကိုကျမ်းမာရေးလည်းမထိခိုက်ဘူးဆိုလို့ရှင်တော့အဲကြိုက်တဲ့နီးနဲ့ပျော်ပျော်နေလို့ရတာပေါ့เนาะနောက်စိုးကျိုးဖြစ်တဲ့အလေးအကျင့်တွေကိုကျွန်တော်တို့ကရှောင်ဖို့လိုတယ်ဆေးလိပ်တောက်တာတို့ fake ပေါ့အဲ့ဒီရှူတာတို့အရက်ငွေစီးပွား စိတ်ကြွစည်းတွေအဲ့မျိုးစုံရှောင်းတဲ့နေနောက်တစ်ခါဒီအေးပြက်အောင်ထိခိုက်တဲ့ပုံစံတညာလုံးဂိမ်းဆော့တယ်လို့နိုင်ကလပ်သွားတယ်လို့ပြီးတော့မှတညာလုံးဖုံးသုံးတယ်ပြီးတော့မှမနေ့ကမှအိတ်တယ်ဆိုသူရဲ့ဇီဝဖြစ်စဉ်ကပြောင်းလဲသွားပြီပေါ့နော်အဲ့ဒါကြတော့မကောင်းတဲ့အမှုကျင့်နေပေါ့စောစောတည်းကရှောင်းတဲ့တာပေါ့နော်နောက်ပျော်ရှင်မှုအတွက်နီးလန်းနေတော့နီးမျိုးစုံရှာရမယ်ဝါသနာပါတာကိုလောက်တာအကောင်းဆုံးပဲပေါ့နော်တချို့ကစာဖတ်တာဝါသနာပါတယ်တချို့ကရုပ်ရှင်ကြည့်တာဝါသနာပါတယ် တချို့ကဈေးဝယ်တာဝါသနာတချို့ကအတင်းပြောတာဝါသနာပါတယ်သူများအတင်းပြောပြောပေါ့နော်သူများကိုပြောကိုကတော့နားထောင်နေပြီးသွားတော့တချို့ကတရှင်းနားထောင်နေတချို့ကပကြီဆွဲတယ်တချို့ဘပူလေးတွေလုတ်တယ်ဘွန်ဆိုင်လုတ်တယ်အာကစားလုတ်တယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကတော့ကိုဝါသနာပါတာကိုသူများကိုလည်းမထိကြဘူးကိုကျမ်းမာကြီးလည်းမထိကြဘူးဆိုလုတ်လို့ရတယ်နောက်တစ်ခါကျတော့ရှင်ဒီကျေးဇူးတင်သိထားမှာပေါ့နော် positive mind အကောင်းမြင်သိထားရမယ်ဘယ်အရာပဲဖြစ်ဖြစ်ကျေးဇူးတင်ဟို အရာရာကိုမကောင်းမြင်သေးနဲ့ကြည့်နေလို့ရှိရင်ဒီလူပြက်ကတော့ပျော်ရွှင်မှုတော့မရနိုင်ဘူးအကောင်းမြင်သိပေးထားတာကောင်းတာပေါ့နော်ညီနောကတော့နာမည်ကြီးပေါ်လီယာနာဆိုလို့ရှိရင်တော့ခြေထောက်တစ်ဖက်မရှိတဲ့ခါကျတော့ခြေထောက်တစ်ဖက်မရှိတော့လဲကောင်းတာပေါ့နော်ဖက်နဲ့စီးစရာမလိုဘူးပေါ့နော်အဲ့လိုပေါ့ကြံဖန်ပြီးတော့ကျေသူတင်တာတော့အကောင်းမြင်သေးထားလို့ရှိရင်တော့လူကနေလို့တော့ကောင်းတာပေါ့နော်နောက်တစ်ချို့ကလည်းနေ့စဉ်ကျေသူတင်ဇာလေးတွေပျော်ဇာလေးတွေမှတ်မှတ်ထားပါပေါ့အဲ့ဒါလေးပြန်ပြန်ပြီးတော့ ဖတ်ပေါ့နော်ဖတ်လို့ရှိရင်ကိုယ့်ရဲ့တချို့လဲကိုယ်အလူတန်းလုတ်ထားတယ်အဲ့ဒါလေးကိုပြန်ပြန်ပြီးတော့သတိရနော်ငါဒီကူလိုက်တာလေးကငါတော်တော်လေးလှူပြစ်ပါလားဒီလူတယောက်ကိုဒီလူကူလိုက်တာပါလားငါတငယ်ချင်းနဲ့ဒီလိုသွားတာပျော်စရာကောင်းလိုက်တာဒီတငယ်ချင်းကဘယ်လိုကောင်းတာနော်အဖေမေကမဝူးဝီးတယ်ဆိုလေသူမှတ်ထားအဲ့လိုမျိုးဆိုလို့ရှိရင်သူ့ဘဝမှာဝမ်းသာစရာကျေးဇူးတင်စရာတွေအများကြီးသူအဲ့ဒါကြီးကြည်ကြည်နေတဲ့စိတ်ကဝမ်းသာတဲ့စိတ်ကျေးဇူးတင်တဲ့စိတ်တွေပို့ပို့ပြီးတော့ပွားများလာတာပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာရတော့ဒီကတော့ ဟိုဘာသာရေးပြောတာမဟုတ်ဘူးနော်ဗုဒ္ဓဘာသာရေးကတော့ဖះဟောတာတော့ကံကံဆိုတော့ကျွန်တော်တို့ကတော့ genetic လို့ပဲပြောမှာပေါ့နော်ကံကြောင့်လည်းကျမရေးနဲ့ဟိုအထိကံနေတယ်နောက်စိတ်ပေါ့အရေးကြီးတာစိတ်ကလည်းများပါဥဒုပဝင်းရှင်ပူတယ်အေးတယ်ပဝင်းရှင်ကလည်းဒီကျမရေးဟိုဟောဖြစ်နေတော့အာဟာရပေါ့ဖះဟောတဲ့အထက်ကလည်း၄မျိုးပေါ့နော်ကံစိတ်ဥဒုအာဟာရကလည်းကျွန်တော်တို့ရဲ့ကျမရေးကိုလွှမ်းမိုးတာပေါ့နော်ဒီညီကုန်းမှုချုပ်ခင်မှာကျွန်တော်ကဒီအဆိုင်ဦးလမ်းကြောင်း တမားတော်ဖြစ်တဲ့ခါကျတော့ဒီအစာအိမ်ဦးလန်းကျောင်းထဲမှာအရေးကြီးတာဒီတစ်ခုကိုထည့်ပြောနေတာပေါ့နော်သူဒီအစာအိမ်ဦးလန်းကျောင်းထဲမှာအစာအိမ်ယောဂပိုးဆိုတော့တို့များသိကြပြီးပြီးဆန်ယောဂဆိုးကျိုးလည်းသိပြီးဒီနှစ်2025ဒီ helicopter channel မှာဒီမေလမှာထုတ်တဲ့ထဲမှာပေါ့နော်အမေရိကန်နိုင်ငံမှာဘာလို့တတ်မှတ်လိုက်ပြီးလဲဆိုလို့ရှိရင်အစာအိမ်ကင်ဆာကိုမဖြစ်ချင်ဘူးဆိုလို့ရှိရင်အသက်40လောက်ဒါမှမဟုတ်လေ40မတိုင်ခင်မှာအစာအိမ်ယောဂပိုးကိုရှာပြီးတော့ကုပါအဲ့ဒါကုတယ်ဆိုလို့ရှိရင် အဆိုင်ကင်ဆာဖြစ်တာကိုအများကြီးကာကွယ်ဖို့နော်အဲ့ဒါကတော့ဒီကျွန်တော်တို့နားထောင်တဲ့ပရိသတ်တွေအတွက်အထူးကိုသိသင့်တဲ့ဒီအဆိုင်ဥလန်းချောင်းဆရာဘူးစုတာတစ်ချက်ပေါ့နော်အရင်တော့အဆိုင်ဥလန်းချောင်းအဆိုင်ပို့ကိုဘယ်အချိန်မှတိတိကျကျရှာမလို့မတတ်မှတ်တာအခုတော့အမေရိကန်ကစပြီးတော့တတ်မှတ်လိုက်ပြီနော်အခုသူတို့ကတော့အကြီးညာလိုက်တာအသက်40မတိုင်ခင်အဆိုင်ယောဂပို့ကိုစစ်ပြီးကုထားရင်အဆိုင်ယောဂကင်ဆာကိုကာကွယ်နိုင်ပါတယ်လို့ကြီးညာလိုက်တာပေါ့နော်နောက်တစ်ခုအရေးကြီးတဲ့အဆိုင်ဥလန်းချောင်းမက်ဆေ့တစ်ခုကတော့ ဥမာကြီးကင်စာကာဝေးဆိုရင်ကျွန်တော်တို့ကဥမာကြီးကိုမှန်မြောင်းကြည့်တာပေါ့အရင်တော့အသက်50မှာကြည့်ပါလို့ပြောတယ်နောက်ပိုင်းတော့ဥမာကြီးကင်စာကအသက်အငယ်ဒီမှာတွေ့တဲ့အတွက်အသက်45နှစ်ဆိုရင်စပြီးတော့ဥမာကြီးမှန်မြောင်းကြည့်ကြပါလို့ပြောတယ်နော်အဲ့ဒါဆိုလို့ရှိရင်အတဘူတွေတွေ့လို့ဖြတ်လိုက်လို့ရှိရင်ဥမာကြီးကင်စာကိုအများကြီးကာဝေးနိုင်ပါတယ်ခင်ဗျအဲ့တော့ညီကုန်းကျုပ်ဒီနေ့ကတော့အာရောချံပရမန်လာဘန်ဆိုတဲ့တိုင်းကျမ်းမာကြီးကလက်တဘာဖြစ်တဲ့အတွက်အဲ့ဒီတန်မိုးကိုကျွန်တော်တို့ကအဲ့လက်လာဘာကိုထိမ့်သိမ့်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်ကျမ်းမာပျော်ရှင်တဲ့ ဘဝကိုရရရှိနိုင်ပါလေခင်ဗျအဲ့တော့ဒီနေ့ပွဲကိုနားထောင်ပြီးရဲ့ပြိသက်ဒီရကူကြီးအဖွဲ့ဒီကျွန်တော်ပြောခွင့်ပြုတဲ့ Grand Hunter စီယုံကြီးအဖွဲ့ဒီနောက်ကုညီပံမိုးတဲ့ဒီဖန်ကုမ္ပဏီနဲ့ကျေးဇူးတင်တဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ် CFAM, caring for well-being.